ိုင်ငံခြားသားတွေလာရောက်ဖွင့်လှစ်ထားတဲ့9000တန်ပစ္စည်းအယောင်းဆိုင်တချို့ကိုလွတ်တော်ကိုယ်စားလှယ်နဲ့တာဝန်ရှိသူတွေစစ်ဆေးခဲ့ကြပါတယ်။ဥပိုင်စိုးသတင်းပေးပို့ထားပါရရှင်။ကျွန်တော်တို့အဆိုင် PC ပစ္စုံစေနုံတဲ့တာ PC အကောင်စားတွေရန်ကုန်မြို့အနှံ့မှာဖွင့်လာတဲ့ကြိုက်တာယူ9000ဆိုတဲ့ဆိုင်တွေဟာတရုတ်နိုင်ငံသားတွေဖွင့်လှစ်နေပြီးတရားဝင်လာတာဟုတ်မဟုတ်အခွန်ဆောင်ဆောင်စတာတွေကိုရန်ကုန်တိုင်းလွှတ်တော်မှာမေးမြန်းခဲ့ပြီးတဲ့နောက်ပိုင်းအခုလိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။ဗဘဲတမ်းမြို့နယ်ထဲမှာစစ်ဆေးခဲ့တာဖြစ်ပြီးလွှတ်တော်ကိုယ်စားလှယ်အပါအဝင် အထွေထွေအုပ်ချုပ်ရေးလာဝကစီပင်ရဲနဲ့အခွန်ဌာနတွေကတာဝန်ရှိသူတွေပူးပေါင်းဆစ်ဆဲခဲ့ကြတာပါအဲ့မှာတွေ့ရှိချက်ကတော့အဲ့မှာရှိနေတာတရုတ်လူမျိုးရှိရောက်ကကျွန်တော်တို့တရားဝင်အစက်တိုင်းတော့နေထိုင်တာဖြစ်ပါတယ်အလုံးစီဝေးပြီးတယ်နေရောက်တာပါသူတို့ကအထွေထွေရောင်းဝယ်ကုမ္ပဏီတစ်ခုရဲ့ကုမ္ပဏီရဲ့အထောက်အကူကံကျင်းနဲ့ဒီမှာရောက်ရှိနေတာ စစ်စစ်ရမှာတော့ဆိုင်တချို့မှာမြန်မာဝီလန်းနေနာမည်ခံပြီးလုကင်နေတာတွေ့ရှိခဲ့ရပါတယ်။နိုင်ငံသားတွေအနေနဲ့လည်းတရားဝင်စီးပွားရေးဗီဇာနဲ့လာတယ်ဆိုပေမဲ့ကိုယ်တိုင်ဆိုင်ရောင်းတာမျိုးလုပ်ခွင့်မရှိဘူးလို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကဆိုပါတယ်။ဗီဇာနဲ့လုကင်ပေမဲ့လို့သူတို့ကိုတာဝန်ခံထားတဲ့လူတွေကသူတို့ရဲ့ကုမ္ပဏီတွေရဲ့ကုန်စည်တွေကိုတာဝန်ခံတဲ့အတွက်ရောက်မလို့အဲ့ကုမ္ပဏီတွေရဲ့လုပ်ငန်းတွေပဲသူကလုပ်ရမှာ။အဲ့တော့ဒီနိုင်ငံသားတွေကဒီဆိုင်တွေမှာထိုင်ရောက်လို့တော့မရဘူး။ အခုသူတို့ကအကိုတို့တွေသွားစစ်တဲ့ခါမှာသူတို့ထိုင်ရောက်တော့မဟုတ်ဘူးဒါပေမဲ့သူတို့ဒီဆိုင်ထဲမှာသူတို့နေထိုင်တာရှိပါတယ်တကယ်တော့ဒီဆိုင်မှာနေထိုင်လို့တော့မရပါဘူးအမှန်ကတော့သူတို့ဒါမျိုးတွေရှိပါတယ်သူရှိချက်တစ်ခုကဘာလဲဆိုတော့အကိုတို့လူတယောက်နာမည်နဲ့ဆိုင်ရန်ကုန်မြို့မှာ18ဆိုင်လောက်တောင်လောက်ကိုင်းနေတယ်ဆိုတော့ဟာကိုတို့သိခဲ့ရပါတယ်။ဒါကြောင့်လေကိုတို့ရှင်းပြခဲ့ပါတယ်။ဟိုဒီဆိုင်တဆိုင်ဆိုရင်ကိုတို့ရှင်းပြခဲ့တယ်ဟလား။နိုင်ငံသားတွေကနောက်ကိုရနေပြီးတော့ဒီမှာနာမည်ခန့်ခိုင်းပြီးတော့လောက်ကိုင်းဆောင်တဲ့အခါမှာဘယ်လိုမျိုးပြဿနာတွေဖြစ်ပေါ်နိုင်နိုင်လဲ။နောက်ကိုတို့နိုင်ငံရဲ့ဟို ဆုံးရှုံးသွားနိုင်တဲ့လုံခြုံရေးစည်းရေးဟဲ့လားလူမှု social impact တွေဒါတွေကိုရှင်းပြခဲ့ပါတယ်သူတို့အခုလိုဆိုင်မျိုးတွေဟာလာပိုင်းအတွင်းမှာပဲရန်ကုန်မှာအများကြီးဖွင့်လှစ်လာတာပါဗဗဲတမ်းမျိုးတွေမှာစစ်ဆေးခဲ့ပြီးတခြားမျိုးတွေမှာလည်းဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ